အလောဲမင်္ဂလာပါဒီနေ့စက်တင်ဘာလ30ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ကျွန်တော်ပထမဆုံးတင်ပြချင်တဲ့အကြောင်းအရာကတော့စကိုင်းတိုင်းစကိုင်းမြို့အဝင်ကိတ်ကိုဒေါ်လာရန်တပ်ဖွဲ့တွေကတိုင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်စကဆာကအဲ့ဒီမှာနှစ်ရက်ဆက်တိုက်เนาะအဲ့ဒီမှာပေါ်တာဆွေးတယ်ပေါ်တာဆွေးတဲ့ခါကျတော့အဲ့ဒီမှာ5ရောက်ထဲမနေအဲ့ဒီမှာဖန်စီခေါ်ဆောင်သွားတယ်အဲ့ဒီလူတွေကိုနေပြီးတော့အဲ့ဒီမှာထွေအုပ်ယုံလာနေပြီးတော့ အကုန်လုံးချုံနှောင်ထားတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာထဲမှာဖော်ပြထားတာကိုတွေ့ရမယ်နောက်တစ်ခုကစကိုင်းတိုင်းဒီတရချောင်းမှာဆိုလို့ချင်းစကဆရဲ့စစ်ကြောင်းကိုနေပြီးတော့ကြားဖြတ်ပြီးတော့တိုက်ခံရပြီးတဲ့နောက်ပိုင်းမှာဒီကြောက်လေကွာရွာကိုနေပြီးတော့မီးရှို့တယ်နော်မီးအင်ချေအလုံးပေါင်းဆိုလို့ရှိရင်တော့အင်ချေပေါင်း90နဲ့လုံးမီးလောင်ပြားချသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာထဲမှာတွေ့ရမယ်ဆိုတော့ဒါတွေကတော့စကဆကသူတို့ရှုံးနေဆိုလို့ရှိရင်ဒေါ်လာတက်ဖွဲ့တွေကိုသူတို့ဖမ်းလို့မရအောင်နေရတဲ့ခါကျတော့အဲ့ဒီမှာရွာသားတွေကိုပဲ ီရသားတွေကဆိုလို့ရှိရင်တော့ဒီလူတွေကိုနော်အားပေးတဲ့ထောက်ခံတဲ့ကြွေးမွေးတဲ့ဆိုတော့ပြည်သူလူထုတွေကတော့တိတဲ့အတိုင်းပဲဟိုကလာထုတွေကလာထုအဲ့ဒါကြောင့်လူထုလို့ခေါ်တယ်နော်ဆိုတော့ဟိုဖက်ကလည်းလက်နဲ့ကင်မလာနဲ့လို့ကျွန်တော်တို့ကပြောလို့မရဘူးလက်နဲ့ကင်တိုင်းကသူတို့ကနော်အားနဲ့လာတာအဲ့ဒီမှာသူတို့ကိုတခုခုဟိုဖြစ်တယ်ဆိုလို့ရှိရင်တော့သူတို့မှာလက်နဲ့ရှိတဲ့အခါကျတော့နော်ပြည်သူလူထုတွေမှာလက်နဲ့မရှိတဲ့အခါကျတော့အကောလုံးဟိုဖက်ကလည်းလက်ခံပေးရတာပဲဒီဖက်ကလည်းလက်ခံပေးရတာပဲစသဖြင့်နော်ဟိုဖက်ကကြတော့လေမင်းတို့ကဘာဖြစ်လို့ နော်လက်ခံရတယ်လဲဆိုတော့အညိုးတွေနဲ့နော်အကောင်လုံးပြည်သူလူထုပဲအမားတွေကတော့အကောင်လုံးပြည်သူလူထုပဲဆိုတော့တကယ်တမ်းတော့ နော်သူတို့လည်းသိတာပဲနော်သူတို့လည်းသိတာပဲအဲ့ဒီပြည်သူလူထုကဆိုလို့ရှိရင်အဓိကခရကြားတယ်ဆိုတဲ့ဟာကိုတွေ့ရလိမ့်မယ်အဲ့ဒီအခြေအဲ့ဒီအချင်းရတယ်ကိုချစ်ချစ်အဖြစ်ပြည်သူလူထုကအဓိကခရပဲဆိုတဲ့ဟာကိုသူတို့တွေ့တယ်နော်တွေ့တယ်အဲ့ဒါကြောင့်ပြည်သူလူထုကအဓိကပြင်မှတ်ထားပြီးတော့အိမ်တွေကိုလူတွေကိုဖမ်းနှိပ်ပြက်နှိပ်ဆက်အဲ့ဒီမှာသူတို့အဓိပ္ပာယ်တော့အကြောက်တရားသွင်းတာပေါ့သူတို့နောက်ထပ်ထိုက်ပြီးတော့မလုံးရဲအောင်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီစက်ကစက်ကရခိုင်ပြည်မှတ်ဆိုလို့ရှိရင်တော့ဒီရိုဟင်ဂျာတွေရဲ့ เนาะไอ้ดิปลีเดยัวเรเมรีโออินเรไปใส่หมู่เดโอลงเต็งเต็งပြီးတော့ကျားစံတဆောက်ဦးတွေကိုသူတို့ဆောက်ဆောက်ပြီးတော့အဲ့လိုမျိုးအကျိုးအမြတ်တွေကိုအကုန်လုံးယူရဲနော်ဆိုတဲ့ဟာကိုဒီနေ့တတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်အဲ့ဒါက IIM အင်္ဂလမီတော့အစဉ်ခံစားတစ်ခုကိုထုတ်ဖော်တာဖြစ်တယ်ဆိုတော့ဒီအရာတွေကိုလောက်တာကဘယ်သူလဲဆိုလို့ရှိရင်စက္ကဆာနော်ပထမကသူတို့ပြင်မှတ်ထားတာစက္ကဆာပဲဆိုတော့စက္ကဆာကိုပဲဟော ICC မှာတင်းတယ်နော်တင်းပြီးတော့ဒီနိုင်ငံတော်ရဲ့အတိုင်းပင်ခံနော်ဒေါက်ဆက်စုကြီးကသွားပြီးတော့ဖြေရှင်းရတယ်အထူးတောင်းမှာရောက်တယ်အဲ့ဒီတော့က စက္ကစဘာဖြစ်ဆိုတော့စက္ကစအုပ်ချုပ်တဲ့အချိန်ခါဖြစ်လို့စက္ကစကိုပြင်မှတ်ထားတယ်ဆိုတော့အခုကတော့အဲ့ဒီနေရာမှာစက္ကစတွေမရှိတော့ဘူးเนาะမရှိတဲ့အခါကျတော့မသူတွေကထိန်းချုပ်ထားလေဆိုတော့အေးအေးเนาะအေးအေးကိုကြပြင်တော့เนาะပြန်ပြီးတော့သူတို့ကပြင်မှတ်ထားပြန်ရော ုံမှာတရားဆွဲဒီမှာတရားဆွဲစသည်ဖြင့်ဟိုက permanent ထုတ်ခိုင်းဒီက permanent ထုတ်ခိုင်းဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အစ်စ်ပြရတော့ရောက်တဲ့လူတိုင်းကအဲ့ဒီမှာရောက်တဲ့လူတိုင်းကသူတို့အတွက်က ICC တရားရုံးမှာတင်ဖို့အတွက်သူတို့ကပြင်မှတ်ထားသလိုအဲ့လိုမျိုးတွေ့နေရတယ်เนาะတွေ့နေရတယ်ဒါအတော့ပထမကတော့ကျွန်တော်တို့ကတော့ ICC မှာတင်တာကဒီစကတ်စကတ်တော်တော်ကိုဟိုဟာဖြစ်လို့အဲ့လိုမျိုးကျွန်တော်တို့ကယူဆလို့ရတယ်ဒါပေမဲ့နောက်တစ်ခွက်တက်တယ်နောက်တစ်ခွက်လက်ဒီလိုပဲသူတို့အတွက်အကောင့်ဘာလို့မှရှိမှာမဟုတ်ဘူးနောက်တစ်ခွက်လာလို့ရှိရင်လည်းနောက်တစ်ခွက်လက်ဒီလိုပဲဖြစ်အောင်ပါပဲနောက်ဒီ Federal ဆိုရတော့ဘာလို့ပေါ်လို့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်း ူတို့ကတိမ့်ချိုးမှုတော့ကိုလုပ်အောင်မှာပဲနော်အတိတ်ပြတော့သူတို့ကတော်တော်ကိုနိုင်ငံတကာမှာဆိုလို့ရှိရင်တော့တကယ်ဟော issue တစ်ခုအနေနဲ့ဖြစ်လာတဲ့ခါကျတော့နော်ပုံလုံးရောက်တဲ့လူတိုင်းကိုကိုလုံးကဆွေးချလာတော့ကျွန်တော်တို့တွေ့ရနေမယ်ဒါကတော့တိတ်မမှန်တော့နဲ့တူတယ်နော်မမှန်တော့ပထမတော့လူခွင့်ရေးတို့ဘာတို့ညာတို့ပေါ့ဆိုတော့ကိုကတော့နော်အဲ့ဒါတွေကတော့နည်းနည်းလုံးနေတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အရင်တော့ကစကားစလို့ပြောတယ်ကို IIM ကထုတ်ပြန်တာเนาะအဲ့ဒါကိုသူတို့ကမေ့သွားပြီเนาะမေ့သွားပြီအဲ့ဒီလိုတွေကိုဆိုလို့ချင်တာကမေ့သွားတာဘာဖြစ်လို့မေ့သွားတာလဲ တို့လောက်တာပဲသူတို့အကုန်လုံးကိမထားပြီးတော့ဟိုလောက်ရမှာပေါ့မဟုတ်ဘူးဆိုတော့ကိုကသူတို့နေကဒီဆက်ကဆက်နဲ့သူတို့ကတပေါင်းတိဖြစ်သွားတယ်เนาะအခု MM ကထုတ်ပြန်ချက်ရဆလို့ရှိရင်သူတို့ရဲ့ old incision layer မြေပိုင်ဆိုင်မှုတွေကအကုန်လုံးသူတို့တွေရဲ့အကျုံအမြတ်အတွက်လောက်တာပဲသူတွေလဲနော် အဲ့တော့ခု Iron Man ကထုတ်ပြန်တာပဲเนาะထုတ်ပြန်တာပဲဒါပေမဲ့အဲ့ဒီလူတွေကအခုကလူကောင်းဖြစ်သွားပြီเนาะသူတို့ ਨੇ မိတ်ဆွေဖြစ်သွားပြီဆိုတော့ဒါကတော့မမှန်တော့ဘူးเนาะအဲ့ဒီပြတော့သူတို့ရဲ့ပြစ်မှတ်ကသူတို့ရဲ့နေမြေနေနမိတ်သူတို့ရဲ့ပိုင်ဆိုင်မှုအဲ့လိုမျိုးတကယ့်သူတို့ပိုင်ဆိုင်တဲ့ Rohingya အဖွဲ့အစည်းတွေတကယ့်ပြည်နယ်တစ်ခုအနေနဲ့လုပ်ချင်တဲ့ပုံစံမျိုးတွေလို့ကျွန်တော်တို့เนาะ issue ကအဲ့လိုမျိုးအလားလာကျွန်တော်တို့တွေ့ရတယ်เนาะဒါကတော့တိတ်မှန်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးအခုဆိုလိုချင်တာကဒီစကားစကားလုပ်တယ်စကားစကားကိုလည်းသူတို့ကရန်သူဖြစ်ရမယ် အခု AA ရောက်တယ် AA ကိုလည်းသူတို့ကအဲ့လိုမျိုးသူတို့လူမျိုးတွေကိုမောင်းထုတ်တယ်ဟိုဖက်မှာရောက်နေရတယ်ဆိုတော့ AA ကိုလည်းသူတို့ရဲ့ရန်သူဖြစ်ရမယ်အမှန်ဆိုရင်အမှန်ဆိုရင်ဘာဖြစ်ဆိုတော့စကားစကားပထမဖြစ်တယ်ဆိုတော့အခုကဒုတိယက AA ဆိုပါတော့ဟုတ်ပြီဖြစ်စေမဟုတ်ပြီဖြစ်စေအဲ့လိုမျိုးထားလိုက်ပါတော့အဲ့လိုမျိုးဖွေးစတော့ကိုအဲ့လိုမျိုးလုတ်တယ်ဆိုရင်တော့အာကိစ္စမရှိဘူးအဲ့လိုမျိုးနားလေပြေးလို့ရတယ်အခုကမဟုတ်ဘူးသူတို့နဲ့ဒီမာလာနေကတဖွဲ့ဖြစ်သွားတယ်နော်သူတို့ကိုအထိုးထောင်လုတ်ပေးတယ် အဲ့ဒါကိုကြတော့သူတို့လက်ခံတယ်အဲ့ဒါတော့ကြတော့မဟုတ်တော့ဘူးလေနော်တစ်ဖက်သက်ဖြစ်သွားပြီနောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ February ခရိုင်မှာဒီမြန်မာနိုင်ငံသား ADCD နော် CD တွေလုတ်တဲ့နေရာတွေပေါ့ CD ခွေတွေလုတ်တဲ့နေရာတွေမှာနော်မြန်မာနိုင်ငံသားအလုပ်သမားတွေအများကြီးရှိတယ်အဲ့ဒီမှာ1450ဒီမှာအလုပ်ဖြုတ်ခံရတယ်နော်အလုပ်ဖြုတ်ခံရတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့အဲ့ဒီအလုပ်ယုံမှာလုတ်ဖို့အတွက်ကမြန်မာပြည်သားကဒီ smart card ကိုလုတ်ရတယ်လုတ်ရတဲ့ခါမှာကြာလို့ရှိရင်တော့ 1900နဲ့1000ဘာလောက်နဲ့1000ဘာလောက်ပေးရတယ်ပေးရပြီးမှအဲ့ဒီမှာ3လလောက်သူတို့အလုပ်ခန့်လိုက်တယ်ဒါပြရတော့ကုန်ချတဲ့ဟာကိုသူတို့ကိုလုပ်လုပ်ခွင့်ပေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့အခုကအဲ့ဒီ company ကလှုပ်ရှားတဲ့ပုံစံမျိုးအဲ့ဒီစမကတွေလှုပ်ခိုင်းတယ်လှုပ်ခိုင်းပြီးတော့အဲ့ဒီ personal ရတယ်ရပြီးမှတစ်ခါ3လလောက်နလ3လလောက်သူတို့အလုပ်ခန့်နဲ့ခန့်ပြီးမှပြန်ပြီးတော့အဲ့ဒီဟာကိုရုပ်သိမ်းလိုက်တဲ့အဲ့လိုမျိုးပုံစံမျိုးဆိုတော့လှုပ်ရှားတဲ့ company ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အလုပ်သမားအယောက်ပေါင်း1450 နော်အဲ့လိုမျိုးအလုပ်ဖြုတ်ခြင်းကိုခံရတဲ့အတ္တပုံတွေပြီးတော့ဥပဒေအရသူတို့တိုင်ဖို့ရှိတဲ့ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တတိယမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်ကကဒီစတေမလာတလအတွဲမှာဆိုလို့ရှိရင်စကစကဘုံချေတာနော်ဘုံချေတာအဲ့ဒီမှာဒီတလအတွဲမှာပဲ136ရောက်သေးတယ်မြန်မာနိုင်ငံတနင်္ဂနွေလုံးပါပေါ့နော်အဲ့လိုမျိုးဒီနိုင်ငံရဲ့အကျဉ်းသားကိုမျိုးစောက်ချောက်ရဲ့အသင်း AAPP ကနေပြီးတော့ထုတ်ပြန်လိုက်တယ်ဒီတလအတွဲမှာပဲ135ရောက်ထိတောင်မှနော် အသက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ AAPP ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကရင်ပြည်နယ်ဒီမြပတီမြို့ဒီ KNU ရဲ့တပ်မ6နေမြေမှာပေါ့နော်ဆိုတော့အဲ့ဒီမှာလေးကီကောင်မြို့ကိုစကားစကားထိုးစစ်ဆေးပြီးနော်ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာဒီ concrete concrete ကနေပြီးတော့သင်္ကန်းကြီးတော့သင်္ကန်းကြီးနောက်နေပြီးတော့မြပတီထိရောက်သွားပြီအောင်စရာစစ်ကြောင်းကဆိုတော့ရောက်တော့နော်သူတို့စပြီးတော့ထိုးပြီးနော်လေးကီကောင်ကိုနော်အဲ့ဒါကတပ်မ6နေမြေမှာဆိုတော့ တော်တော်ကိုစစ်ကြောင်သုံးကြောင်နဲ့တကက်လူ line လူအားနဲ့ဖိတာပြလို့ရှိရင်တော့လက်နက်အားလက်နက်အားတွေပါပြလို့အဲ့လိုပြောလို့ဆိုလို့ရှိရင်ဒေါ်လာရဲ့ဖွဲ့တွေက DKNU ကိုပါတော့လို့ဆိုလို့ရှိရင်တို့ကအကန့်တတ်ရှိတယ်။နော်တိုက်ပွဲတွေကိုဆက်တိုက်လာနိုင်ချီတော့အဲ့လိုလိုလို့မရဘူး။တို့က yeah like အဲ့လိုမျိုးဒီလက်နက် KN တွေကိုဝယ်လိုက်ပြန်တိုက်လိုက်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတယ်။ဆိုတဲ့ခါကျတော့အဲ့ဒီအားနဲ့ချက်ကိုတွေ့တဲ့ခါကျတော့တို့ကလူအားရောအဲ့ဒီမှာတေတာတော့တက်တောက်လေးပဲတေတဲ့လူတွေကတော့ကျွန်တော်တို့ဒီ ပါစလို့ခေါ်တဲ့ပီတူစစ်လို့ပေါ့နော်ပီတူစစ်တော်တော်သေးတယ်ဒီမှာဒါပေမဲ့သူတို့ကထိုးတက်တာပဲနော်လူကိုခင်းလို့တက်တာပဲနော်သူတို့ရဲ့အသက်မဟုတ်ဘူးဆိုတော့အကုန်လုံးချနေလာအဲဒါကြောင့်နိုင်ငံရေးတမတ်တွေကတော်တော်ကြောက်ဖို့ကောင်းနေဆိုတာအဲဒါပြောတာနော်သူတို့ဘသူတေတေငတေမှာပြီးရောဆိုတဲ့ပုံစံမျိုးအဲ့ဒီစကပုံကအဲ့ဒီကနေလာတာဆိုတော့ချနေလာပဲ ဆိုတော့ခုလက်ကက်ကော်ရဲ့ဒီရေကန်ကုန်းကိုနော်ဒီရေကန်ကုန်းကိုနေပြီးတော့သူတို့တင်ပတ်လို့ရရှိပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်တော့မကြခင်မှာလက်ကက်ကော်မျိုးတက်ရဆိုလို့ချင်းကြဖို့အခြေအနေရှိတယ်ဆိုတော့နော်အခြေအနေမျိုးကိုတော့ဒီနေ့တတိမီဒီယာတွေရဲ့ဖော်ပြချက်အရကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမန္တလေးမြို့ပသိမ်ကြီးမြို့နေအဲ့ဒီမှာစစ်ရှောင်းတွေ150လောက်ကိုနေပြီးတော့စကားစကားဖမ်းဆီးတယ်နော်ဒီမှာနော်ဖမ်းဆီးပြီးတော့စစ်ဆင်းနေတယ်အဲ့ဒီမြက်ကင်ပါဖက်မှာလို့သူတို့ထိုးဆီးလို့ဆင်းတယ် ုတ်စီဆိုဆင်းပြီးတော့အခုနော်စခန်းတာကိုတင်းလို့ရပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာရှိတဲ့နော်ဆစ်ဆောင်တွေကိုအကုန်လုံးဖမ်းတယ်နော်150လောက်ဖမ်းပြီးတော့ဆစ်ဆင်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရနေမယ်အဲ့ဒီပေအရအဲ့ဒီမှာဆိုလို့ရှိရင်ဒီဒေါ်လာရင်းတပ်ဖွဲ့တွေလား PDF တွေလားစသည်ဖြင့်စသည်ဖြင့်ဒလန်တွေလားအဲသူတို့ကတော့အမျိုးမျိုးအဲ့ဒီမှာဥပဒေတော့မရှိတော့ဘူးเนาะသူတို့ပစားဖြတ်မှာအကုန်လုံးကဥပဒေတွေပဲเนาะဥပဒေတွေပဲသူတို့လုတ်ချင်လုတ်တာပဲဆိုတော့အဲ့ဒါကတကယ့် main မဲ့နိုင်ငံပေါ့ဘာမှမရှိတော့ဥပဒေဆိုတော့သူတို့လက်ဖြားမှာပဲသူတို့ပစားဖြားမှာပဲဒီလက်ညှိုးချောင်းမှာပဲရှိတော့တယ်เนาะ နောက်တစ်ခုကကြောင်းမဲမှာဆိုလို့ရှိရင်တော့ဒီဌာနဆိုင်ရာယုံတွေကိုအကုန်လုံးမီးရှို့နေတယ်နော်မီးရှို့နေတယ်အဲ့ဒီမှာမီးလောင်နေတယ်နော်အဲ့ဒီမီးလောင်နေတဲ့နေရာတွေကနေပြီးတော့တစ်တော့တစ်တော့စခန်းလို့ပြောလို့ရှိရင်တော့ဒီကျန်းကျန်းခံရဲရဲကောင်းဝင်းကြီးတို့ ရင်ခင်းထိတ်မှရှိတဲ့ဒီစတုံယုံလို့ဆောက်လို့ရဲ့ယုံလို့စတဲ့ပဲယုံလို့အားလုံးလာဆိုလို့ရှိရင်တော်တော်ကိုမိလောင်နေတဲ့ခုဆိုတော့အဲ့ဒီမိလောင်တာကမအလာဖက်ကပုံချေတော့မဟုတ်ဘူးဆိုပြီးမှမြို့ခံတွေကပြောထားတာရှိတယ်ဆိုတော့ဒီပြရတော့ဒီမှာဒီ TNL ထင်းချုပ်ထားတဲ့နေမြေနော်အဲ့ဒီကြောင်းမရဆိုတော့အခုထိုးစစ်စင်တယ်ထိုးစစ်စင်ပြီးတော့တိုက်တာအခုမြို့အဝင်နဲ့နော်တမိုင်လောက်ပဲကွာတော့တယ်နော်တမိုင်လောက်ပဲကွာတဲ့နေရာမှာအဲ့ဒီမှာရောက်ရှိနေတယ်နော်ရောက်ရှိနေတဲ့ခါကျတော့ဒါခေတ်က သူတို့ရှိမလဲမြို့ထက်မှာကဒီအနန္တလေးရှိမှာပေါ့နော်ဒီအနန္တလေးကနေပြီးတော့သူတို့က trap ဖို့အခြေအနေရှိနေပြီဒီပြရတော့တော့အဲ့ဒီဟာနေ trap ရတော့မယ် trap ရတော့မယ်ဆိုတော့အဲ့ဒီဒီစကားစားရဲ့ယုံတွေကိုလုံးဝမီးရှို့လိုက်ရဲဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်နော်ပုံကြေတာမဟုတ်ဘူးဆိုလို့ရှိရင်အလိုလိုတော့မီးမလောင်နိုင်ဘူးနော်အဲ့ဒီမှာသူတို့ထွက်သွားမယ်ဆိုတော့အဲ့ဒီစကားစားရဲ့ယုံတွေကိုလုံးမီးရှို့ပစ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရမယ်ဒီပြရတော့ဖြာလိမ့်နေပြီနော် TNL လေးဖြာလိမ့်နေပြီပြေးဖို့ တန်းအနေအောင်ပြေးဖို့အတွက်သူတို့ဖြာလိမ့်နေပြီအဲအရင်တော့အောင်မြင်တယ်ဆိုတာသူတို့သိပါတယ်အခုဒီအရာကိုချစ်ချားဖြင့်သူတို့တက်တညာနှစ်ခွန်တို့ကနော်တက်ပရိုပရိုပရိုကြာသွားတာနော် PDF တွေအများကြီးပါလို့ PDF တွေကြောင့်အောင်မြင်မှုတွေအများကြီးရတယ်အခု AA အောင်မြင်တာအဲ့ဒါပဲ AIA တွေတင်ထားတာအများကြီးနော်အဲ့ဒါတွေနော်ဘာကြောင့်တင်ရတာလဲဆိုတာဒီ PDF တွေကပမာဒေါ်လာရင်းတက်ဖို့တွေကအလုံးရင်သူတို့ကိုကိုးတိုင်းဆန်းကျင်တဲ့အတွက်ကြောင့်ဒီနေ့ဒေါ်လာရင်းတွေဆိုလို့ရှိရင်အရင်ကဒေါ်လာရင်းနဲ့မတူတဲ့ဟာဒါပဲနော်အဲ့ဒီမှာ ဒီ PDF တွေကအလုံးရင်းပါတဲ့အတွက်ကြောင့်အလိုမျိုးဖျားချင်းဖြစ်တဲ့ဆိုတဲ့ဟာကိုဒီနေ့လက်တွေ့ပဲเนาะ TNL တွေမျိုးဝီတမျိုးဆွန်လိုက်ရပြီအဲ့တော့ခုနောက်ချိုနောက်ချိုပြီးအကြောင်းမင်းအကြောင်းမင်းပြီးလာအောင်မယ်နောက်ဆုံးကျတော့တို့ဒုံရဲမှာဒုံရဲရောက်တော့မယ်ဘာဖြစ်ဆိုတော့တို့ကမဟာမိတ်မရှိတော့ဘူးเนาะမဟာမိတ်တွေကိုကိုလိုရန်သူသူလုံတာ လုံးတဲ့ခါကျတော့နောက်ဆုံးကျတော့သူတယောက်ထည့်ပစ်ချင်တော့တယ်သူတယောက်ထည့်ချင်လို့ရှိရင်တော့ဘလော့ကာနိုင်မလဲဆိုတော့ကျွန်တော်တို့အာတွေ့ရတာပေါ့အခုပြေးဖို့လမ်းရှာနေပြီနော်ထိရန်နေလမ်းရှာနေပြီအဲ့ဒီကြောင်းမရနေပြီတော့အဲ့ဒီတင်းကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမှာလာကရုရှားကိုသွားတယ်နော်အနုမျိုး forum ပေါ့နော်အဲ့ဒီမှာသူတို့သွားတယ်သွားပြီးမှပြန်လာတယ်ပြန်လာတဲ့အခါကျတော့သူကတင်းထောက်တွေကိုပြောတယ်အဲ့ဒါကပါလေဆိုလို့ရှိရင်သဘောတူညီချက်ရခဲ့တယ်။ဘာသဘောတူညီချက်လဲဆိုလို့ရှိရင်သူရဲ့အိမ်မက်ကအနှုံမျိုးအနှုံမျိုးအိမ်မက်အခုဟိုဟာလို့ပေါ့ မြောက်ကိုရီးယားတို့ရုရှားတို့ဒရုတို့သူတို့ကိုတအားအားကြတာပဲနော်အလုံးမျိုးပိုက်တယ်ပိုက်လို့ရှိရင်ပြည်နိုင်ငံမှမလုံရေးဘူးအဲအလုံးမျိုးပုံစံမျိုးနဲ့ဆိုတော့အီရန်ကတော့နော်ဇုံဝါသဘောတူသွားပြီနော်တတော်ကိုတိသွားတယ်အဲ့ဒါကိုအမေရိကကနေပြီးတော့တတော်ကိုဆွမ်းမလိုက်တယ်ဆိုတော့သူလုံးဝသူတို့အမေရိကကပြောထားတယ်မင်းတို့ဘတော့မှနေနျူကလ িয়ার လမ်းနဲ့လုံးဝပိုက်ဆိုင်ခွင့်မရှိရဘူးဆိုပြီးမှနော်တကယ့် နော်ပေါင်ပေါင်း9000ကျော်ရှိတဲ့အဲ့ဒီတုံးနဲ့ကြေးချလိုက်တာအမေရိကန်တစ်ခုမှမရှိသေးတဲ့အဲ့ဒီလက်နက်ကဒါအလုံးမျိုးဘုံမဟုတ်ဘူးဆိုတော့တကက်အမြင့်ကြီးကိုစိုက်ပြီးတော့တကက်အနက်ကိုပြစ်နိုင်တဲ့လက်နက်အဲ့ဒါနဲ့ဆုံးမလိုက်တာဆိုတော့အီရန်ကတော့သင်ခန်းစာရသွားပြီအခုမှလားနျူကလ িয়ার ကသူတို့လုတ်ပြီးဆိုလို့ရှိရင်ဘေးနိုင်ငံနဲ့စောက်တော့ထိတ်တိုက်တွေ့မယ်လို့ဆိုလို့ရှိရင်အမေရိကန်နဲ့ပဲအဲ့တော့အမေရိကန်က ဒီနျူကလ িয়ার တွေကိုမဖြစ်အောင်အတွက်နော်သူတို့ကဟန်တားနေမှာပဲဆိုတော့အခုအီရန်တို့ဘာလို့ဆိုလို့ရှိရင်တော့တကိတ်ဒီနျူကလ িয়ার ထုတ်လုပ်နိုင်တဲ့တန်ငွေတွေတော့မှနော်သူတို့ထုတ်တဲ့စစ်တော်မှရောက်ပြီပဲဆိုတော့မအလာကအခုမှဆောက်ပဲဆိုတော့ ဒါကတော့အိမ်မက်ပရှိပ်တဲ့လေပေါ်မှာတိုက်ဆောက်တာသူကပြောနေတယ်အဲ့ဒါကိုသူတို့သဘောတူညီချက်ရတယ်ပြီးလို့ရှင်တော့အာဂတာနော်အမှဆိုလို့ရှင်ပူပေါင်းဆောင်ရွက်မှုတွေလုပ်မယ်အာဂတာကဘာလဲဆိုတော့အာဂတာမှာသူတို့ဂျူလူတွေပါတယ်လုပ်မယ်အဲ့လိုမျိုးပုံစံမျိုးဖြစ်မှာပေါ့အဲ့ဒီကတော့သူ့ရဲ့အိမ်မက်တွေကိုနေပြီးတော့ပြောပြတယ်နော်ပြောပြတယ်ဟိုကနေပြီးတော့သဘောတူညီချက်ရတယ်ဆိုတဲ့ဟာကိုဆိုတော့ဒီနေ့စက်တင်ဘာလ30ရက်နေ့မှာတတိမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ